ဒိဋ္ဌိအကြောင်းကိုဟောကြားပေးမှာဖြစ်ပါလေဗိဓမ္မာထဲမှာအကုသိုလ်တရားအုပ်စုတွေကိုပေါ်ပြထားတာဟောကြားထားတာရှိတယ်အဲ့ဒီအကုသိုလ်အုပ်စုတွေထဲမှာဒိဋ္ဌိဆိုတဲ့တရားတစ်ခုလည်းအပါဝင်ဖြစ်တယ်ပေါ့မြမလို့ပြောရင် အယူမှားခြင်းလို့ဆိုနိုင်တယ်ဒိဋ္ဌိအယူမှားခြင်းအယူမှားတဲ့အတွက်ကြောင့်တတ္တဝါတွေဟာအကုသိုလ်တွေလုပ်ဖြစ်ကြတယ်ကုသိုလ်တွေကိုချောင်ချားကြတယ်ပေါ့ဒါကြောင့်ဒီဒိဋ္ဌိလို့ခေါ်တဲ့ တရားသဘောကိုအကုသို့အုပ်စုထဲမှာထည့်ထားခြင်းဖြစ်တယ်။အဲ့တော့ဒိဋ္ဌိအယူမှားခြင်းဆိုတာဘာလဲ။မရှိတာကိုရှိတယ်လို့ထင်တာ။နံပါတ်1เนาะမရှိတာကိုရှိတယ်လို့ထင်တာဟာအဲ့ဒါဒိဋ္ဌိအယူမှားခြင်းပဲ။မရှိတာကိုရှိတယ်ထင်တယ်ဆိုတာဘာလဲ။ တတဝါတွေရဲ့တန်တန်မှာဝိညာဉ်ကောင်းဆိုတာမရှိဘူးလိပ်ပြာကောင်းအသက်ကောင်းဆိုတာမရှိဘူးဘာပဲရှိလဲရုပ်သဘောနဲ့နာမ်သဘောလို့သဘောတရားနှစ်ခုပဲရှိတယ်ရုပ်သဘောနာမ်သဘော body နဲ့ mind ပေါ့နော်ဒါပေမဲ့ ဒီယုတ်ကိုသို့မဟုတ်နံကိုဝိညာဉ်ကောင်လက်ပြာကောင်အသက်ကောင်လို့ဆွဲလန်းထင်မှတ်နေကြတယ်အဲ့ဒါမိစ္ဆာဒိဋ္ဌိပဲအယူမှားခြင်းပဲပေါ့ဝိညာဉ်ကောင်ဆိုတာမရှိဘဲနဲ့ရှိတယ်လို့ထင်တယ်လိပ်ပြာကောင်အသက်ကောင်ဆိုတာမရှိဘဲနဲ့ရှိတယ်လို့ထင်တယ်အဲ့ဒါဒိဋ္ဌိပဲမရှိတာကို အရှိထင်တာဒိဋ္ဌိပဲ မြန်မာလူမျိုးတချို့တောင်မှဗုဒ္ဓဘာသာလို့ပြောပြီးမှတတဝါတွေရဲ့တန်တမ်းမှာလိပ်ပြန်ကောင်းအသက်ကောင်းဆိုတာရှိတယ်လို့ထင်နေတယ်လိပ်ပြန်ကောင်းအသက်ကောင်းရှိတယ်လို့ထင်တယ်အဲ့ဒီလိပ်ပြာကောင်အသက်ကောင်ရှိတယ်လို့ထင်နေခြင်းဒီဒါဒိဋ္ဌိတစ်မျိုးပဲပေါ့အတ္တဒိဋ္ဌိလို့ခေါ်တယ် ဒါကြောင့်မြန်မာလူမျိုးတွေသိလို့ချင်းပြောကြတယ်လေဝိညာဉ်ထွက်သွားပြီလိပ်ပြာထွက်သွားပြီပြောကြတယ်တချို့ဆိုလို့ချင်းအမေနဲ့သားအမေနဲ့သမီးကိုလိပ်ပြာခွဲတယ်လို့တော့လောက်ကြသေးတာပဲလေအဲ့ဒါတွေဟာဒိဋ္ဌိပဲပေါ့မိစ္ဆာအယူပဲမရှိတာကိုရှိတယ်ထင်နေတာ လက်ပြခေါင်းမရှိပါပဲနဲ့ရှိတယ်ထင်ပြီးတော့လက်ပြခွဲတယ်ဆိုတဲ့လွဲမှားတဲ့အယူတွေလောက်ကြတယ်ပေါ့မြန်မာလူမျိုးတွေမှားနေကြတယ်နော်အတ္တဒိဋ္ဌိမိစ္ဆာအယူကိုဆွဲလန်းနေကြတယ်ဟောတည်တဲ့အခါမှာဒီခန္ဓာကိုယ်ကနေလက်ပြခေါင်းကထွက်သွားတယ်အသက်ကောင်ထွက်သွားတယ်ဝိညာဉ်ကောင်ထွက်သွားတယ်ပြီးရင်ဒီအိမ်မှာ ခုနှစ်ရက်နေသေးတယ်လို့ထင်နေတယ်။လက်ပြကောင်အသက်ကောင်ဝိညာဉ်ကောင်ဒီခန္ဓာကိုယ်ကခွာသွားတယ်ထွက်သွားတယ်။အိမ်မှာခုနှစ်ရက်နေတယ်။ခုနှစ်ရက်ပြည့်မှာတပိတ်တော့ရက်လယ်ဆုံးဆိုပြီးတော့ကတ်ကြတယ်ပေါ့။ရက်လယ်ဆုံးကတ်တာကကောင်းပေမဲ့ဝိညာဉ်ကောင်ရှိတယ်လက်ပြကောင်ရှိတယ်အသက်ကောင်ရှိတယ်လို့ယူဆနေခြင်းသည်မှန်ကန်တဲ့အယူမဟုတ်ဘူး။အဲ့ဒါမရှိတာကိုအရှိလို့ထင်တဲ့ဒိဋ္ဌိတစ်မျိုးသာဖြစ်တယ်ပေါ့ နော်နောက်တစ်ခါဖန်ဆင်းခြင်းဆိုတာမရှိဘူးဒီတတ္တဝါတွေကိုဖန်ဆင်းတဲ့တကူခြင်းဖရာသခင်ဆိုတာမရှိဘူးမရှိတာကိုတတ္တဝါတွေကဘာထင်လဲအရှိထင်နေတယ်ဒီတတဝါတွေကိုဖန်ဆင်းတဲ့တကူရှင်ဆိုတာရှိတယ်တတဝါတွေကိုဖန်ဆင်းတဲ့ဖယားသခင်ဖယားရှင်ဆိုတာရှိတယ်လို့ထင်နေတယ်အယူမှားနေတယ် ။ဒါကြောင့်မရှိတာကိုရှိတယ်လို့ထင်နေခြင်းသည်ဒိဋ္ဌိအယူမှခြင်းတစ်မျိုးပဲပေါ့။နော်ဝိညာဉ်ကောင်လိပ်ပြာကောင်ဆိုတာမရှိဘူး။ဖန်ဆင်းခြင်းတကူခြင်းနော်တတ္တဝါတွေကိုဖန်ဆင်းတဲ့တကူခြင်းဆိုတာမရှိဘူး။အဲ့ဒါကိုအရှိထင်းနေဒိဋ္ဌိတစ်မျိုးပဲပေါ့။နောက်နံပါတ်2ရှိတာကိုမရှိထင်တယ်။အဲ့ဒါလည်းအယူမှခြင်းဒိဋ္ဌိတစ်မျိုးပဲပေါ့။ ရှိတယ်အဲ့ဒါကိုမရှိဘူးထင်တယ်ကောင်းတာလုပ်ရင်ကုသိုလ်ကံမကောင်းတာလုပ်ရင်အကုသိုလ်ကံကံဆိုတာရှိတယ်နော်ကောင်းတာတွေလုပ်ကြတယ်အဲ့ဒါကုသိုလ်ကံပဲပေါ့မကောင်းတာတွေလုပ်ကြတယ်မကောင်းတာတွေပြောကြတယ်အဲ့ဒါအကုသိုလ်ကံပဲပေါ့ဒါပေမဲ့အဲ့ဒီအကုသိုလ်ကံကုသိုလ်ကံကိုရှိပါရဲ့သားနဲ့ မရှိဘူးလို့ထင်နေတယ်အဲ့ဒါဒိဋ္ဌိအယူမှချင်းတမျိုးပဲပေါ့ကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်လို့နော်မကောင်းတာလုပ်ရင်မကောင်းကျိုးရတယ်လို့ဘုရားဆရှိတဲ့သူတော်ကောင်းတွေဟောတယ်တန်ကန်ရဲ့အကျိုးပေါ့နော်ကန်ရဲ့အကျိုးဆိုတာရှိတယ်အဲ့ဒါကိုမရှိဘူးလို့ထင်နေတယ်မရှိဘူးလို့ယူဆတယ်အဲ့ဒါဒိဋ္ဌိအယူမှချင်းတမျိုးပဲပေါ့ နောက်တစ်ခါတတဝါတွေဟာတည်သွားရင်နောက်ဘဝဆိုတာရှိတယ်တည်သွားတဲ့အခါမှာငရဲရောက်နိုင်တယ်တရိစ္ဆာန်ဖြစ်နိုင်တယ်ပိတ္တာဖြစ်နိုင်တယ်လူပြန်ဖြစ်နိုင်တယ်နတ်ပြန်ဖြစ်နိုင်နတ်ဖြစ်နိုင်တယ်ဒီလိုဘဝတွေရှိတယ်ဒါကိုမရှိဘူးလို့ယူဆတယ်ပြပြီးရင်ပြီးပြီးဘာမှမရှိဘူးနောက်ဘဝဆိုတာမရှိဘူးတမလွန်ဘဝဆိုတာမရှိဘူးလို့အဲ့လိုထင်မှတ်နေခြင်းယူဆနေခြင်းဒီဒိဋ္ဌိအယူမှားခြင်းတမျိုးပဲပေါ့ နောက်ဒုက္ခအလုံးချုပ်ငင်းရာဖြစ်တဲ့နိဗ္ဗာန်ဆိုတာရှိတယ်။ယုံနဲ့အလုံးရဲ့ချုပ်ငင်းရာနိဗ္ဗာန်ဆိုတာရှိတယ်။ဒါပေမဲ့အဲ့နိဗ္ဗာန်ကိုမရှိဘူးလို့ထင်နေတယ်မရှိဘူးလို့ယူဆတယ်ဆိုတာဒိဋ္ဌိပဲပေါ့။အဲ့တော့အရှိကိုမရှိလို့ထင်တာဒီဒိဋ္ဌိပဲပေါ့။ကုသိုလ်ကံအကုသိုလ်ကံဆိုတာရှိတယ်။ကံရဲ့အကျိုးဆိုတာရှိတယ်။တမလွန်ဘဝဆိုတာရှိတယ်။ဒုက္ခရဲ့ချုပ်ငင်းရာနိဗ္ဗာန်ဆိုတာရှိတယ်။ တော့ရှိတာကို မရှိဘူးလို့ထင်နေခြင်းသည်ဒိဋ္ဌိနော်အယူမှားနေခြင်းတစ်မျိုးဖြစ်တယ်ပေါ့နောက်နံပါတ်3မဟုတ်တာကို ဟုတ်တယ်လို့ထင်တယ်မဟုတ်တာကိုဟုတ်တယ်လို့ထင်တာလဲဒိဋ္ဌိအယူမှားခြင်းတစ်မျိုးပဲမဟုတ်တာဆိုတာကဖယောင်းတဲ့တုန်းကတတ္တဝါတွေဟာ စိတ်ထဲရှိရာလောက်ကြတယ်ကုသိုလ်ကံအကုသိုလ်ကံကိုမသိဘူးတန်ត្រာဝဆင်းကလွတ်မြောက်ကြောင်းဝိပဿနာအခြင်းတွေကိုမသိဘူးမသိတော့ကောင်းမဲ့ထင်တာတွေကိုစိတ်ကူးရင်ပြီးလောက်ကြတယ်ဘာလို့တလဲရစ်ပူစော်တယ်ကျွဲတွေတက်ပြီးရစ်ပူစော်တဲ့နွားတွေတက်ပြီးရစ်ပူစော်တယ်တချို့ဆိုရင်လူတွေတက်ပြီးတော့ရစ်ပူစော်တာရှိသေးတယ် ဲ့လိုကြွေးတွေစိတ်တွေနွားတွေတိုးတွေလူတွေကိုတတ်ဖြတ်ပြီးတော့ရစ်ပူဆိုရင်ကုလို့ရတယ်လို့ထင်နေကြတယ်ဒါမဟုတ်တာကိုဟုတ်တယ်လို့ထင်နေတာနော်လူတက်လို့ဘယ်လိုလို့ကုလို့ရမှာတော့ဒီကြွေးအကြွေးတွေနွားတွေစိတ်တွေတိုးတွေကိုကြက်တွေဝက်တွေကိုတတ်လို့ဘယ်လိုလို့ကုလို့ရမှာတော့အဲ့ဒါကိုကုလို့ရတယ်လို့ထင်နေရင် အဲ့ဒါမဟုတ်တာကိုဟုတ်တယ်လို့ထင်နေတာပဲဒါဘုရားတဲ့ကရှိတယ်နော်ဒီနေ့ခင်တော်တချို့ဒေသတွေမှာရှိသေးတယ်ဂျစ်ပူဇော်တယ်ဆိုတာနော်အဲ့ကြောင့်မဟုတ်တာကိုဟုတ်တယ်လို့ထင်နေတာဆိုတော့မြန်မာလူမျိုးတချို့တောင်မှအလွန်ဘ ഹു တ္တနဲတဲ့ပုဂ္ဂိုလ်တွေသူတို့ဘာအသက်ကိုတတ်ပြီးတော့ကုသိုလ်လုပ်တာ ကုသိုလ်ရတယ် သူတို့မတက်ကိုတက်တာကိုကုသရတယ်ထင်းနေတာတွေ့ရှိတယ်။ဥပမာအခုကာလဒီကထိန်ကာလနော်ဥကထိန်မနေ့အပြီးသွားပြီ။တစောင်းမုံလာပြည့်နေ့ဒါဗုဒ္ဓဘာသာမှာကထိန်ခင်းခွင်ရှိတယ်နောက်ဆုံးနေ့ပဲ။တစောင်းမုံလာပြည့်နေ့ဆိုတာ။အဲ့တော့ကထိန်ကာလမှာတုန်းကချို့နေဒီမှာ အလှပွဲတွေအကြီးကျယ်လုပ်တယ်အဲ့တော့အကောင်တွေတတ်တယ်ကျွတ်တွေတတ်တယ်ဝတ်တွေတတ်ကျွေးမွေးအခံဖို့အတွက်အဲ့တော့ကျွေးမွေးအခံဖို့အတွက်ကိုကျွဲတတ်ဝတ်တတ်တာနွားတတ်တာဒီစိတ်တွေတတ်တယ်ဝတ်တွေတတ်တယ်အဲ့ဒါကိုတချို့ကကုသိုလ်လိုထင်းနေကြတာရှိတယ်နော်သူတစ်ပါးအသက်ကိုတတ်တာကဘာအတွက်ပဲတတ်တတ်အကုသိုလ်ပဲ နောက်မှသူကသူကြွေးမွေးအဲ့ခန္ဓာကကိုယ်တို့ຢာကောင်းရလိမ့်မယ်စိတ်ထားတည်ရင်ပေါ့နော်အဲ့တော့ကြွေးမွေးအဲ့ခန္ဓာတော့ကုသိုလ်ဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့တတ္တဟာတော့ကုသိုလ်မဟုတ်ဘူးဝတ္တီကိုတတ်တယ်ကြက်တွေကိုတတ်တယ်နွားတွေကိုတတ်မယ်စိတ်တွေတတ်မယ်သိုးတွေတတ်မယ်အဲ့ဒါကုသိုလ်မဟုတ်ဘူးအဲ့တပ်ဖြတ်တာကအကုသိုလ်တာဖြစ်တယ်ပေါ့အဲ့တော့တချို့မြန်မာလူမျိုးတွေရဲ့အလှူဒါနသည် ကုသိုလ်နဲ့အကုသိုလ်ရောနေတယ်ပေါ့တတ်တာကအကုသိုလ်လှူတာကကုသိုလ်နော်အကုသိုလ်နဲ့ကုသိုလ်အားရောနေတယ်မစင်ကြယ်ဘူးလို့ဆိုရမှာဖြစ်တယ်အကင်ရိများအဲ့လိုတတ်တာကိုအကုသိုလ်လို့မထင်ဘဲနဲ့ကုသိုလ်လို့ယူဆနေတယ်ဆိုရင်အဲ့ဒါမဟုတ်တာကို ဟုတ်တယ်လို့ထင်နေတာပဲကုသိုလ်မဟုတ်ဘူးကုသိုလ်မဟုတ်တာကိုကုသိုလ်ဟုတ်တယ်လို့ထင်နေတာအဲ့ဒါဒိဋ္ဌိအယူမှားခြင်းတစ်မျိုးပဲပေါ့ နောက်တချို့ဘုရားတစ်ချက်တုန်းကရေထဲဆင်းမဆိုင်တာအလွန်အေးတဲ့ယာတိတွေမှာရေရှိုးတယ်ရေစိမ့်တယ်အကုသိုလ်တွေဆင်ကျအောင်လို့တဲ့နော်ရေချိုးရင်ကုသိုလ်တွေရပြီးတော့အကုသိုလ်တွေဆင်ကျတယ်လို့ထင်နေတယ်တချို့ကလည်းနှွေးခေါင်းခေါင်းကြီးမှာမီးပုံကြီးတွေဖိုးပြီးတော့အဲမီးပုံကြားထဲမှာသွားထိုင်နေတာ အကုသိုလ်တွေကိုမိခင်တာတဲ့အကုသိုလ်တွေလောင်ကျွမ်းသွားစေချင်တာပေါ့ဆိုတော့အကုသိုလ်တွေကိုရေချိုးလိုက်လို့မပြောက်ဘူးလေအကုသိုလ်တွေကိုမိခင်လိုက်လို့မပြောက်ဘူးလေအဲ့ဒါမဟုတ်တာတွေကိုအဟုတ်ကြီးထင်းနေတာဟာဒိဋ္ဌိပဲပေါ့ဘုရားရှင်တို့ကပုံနာလို့ခေါ်တဲ့ဂျုံမတူရေချိုးစိတ်ကန်းကိုတွားပြီးတော့ရေသွားခတ်တယ် အဲ့ဒီမှာပုံနာကြီးတဦးကမနေ့စောစောစီစီအလွန်အေးတဲ့ဆောင်းရာသီမနေ့စောစောစီစီမှာရေရှိုးနေတယ်ရေထဲမှာငုတ်လိုက်ပေါ်လိုက်ငုတ်လိုက်ပေါ်လိုက်လှုပ်နေအဲ့နဲ့ဂျုံမကပုံနာကြီးကိုမေ့တယ်ပုံနာကြီးအဲ့လောက်အေးတဲ့ရာသီကြီးမှာအစောကြီးရေထဲဆင်းမလို့စိမ့်နေတာတော့ငါမကောင်းမှုတွေပြောသွားအောင်လို့ အခုလိုမနဲ့စောစောစီအေးတဲ့ရာသီမှာရေထဲမှာစင်းစိမ်လို့ရှိရင်ငါလှုပ်ထားတဲ့အာကုတူတွေအလုံးဟာရေနဲ့မျောသွားမှာအာကုတူတွေကိုရေနဲ့မျောစေခြင်းလို့ရေထဲမှာလာစိမ့်နေတာဒါဒိဋ္ဌိနော်အယူမှားတာရေထဲမှာစိမ့်နေရင်အာကုတူတွေမျောသွားမယ်လို့ထင်နေတာအဲ့တော့ဂျုံမကပြောတယ်ပုံနာကြီးအခုလိုရေထဲမှာစင်းစိမ်လို့ အကုသိုလ်တွေမျောကြစတဲ့ဆိုရင်ကုသိုလ်တွေလည်းမျောတော့မှာတော့ပုံနာကြီးတန်တန်မှာမကောင်းတာတွေလှုပ်ထားလို့အကုသိုလ်တွေရှိတယ်လို့ကောင်းတာတွေလှုပ်ထားလို့ကုသိုလ်တွေလည်းရှိမှာပဲမလားအဲ့တော့ရေထဲကိုစိမ့်စိမ့်ရင်မျောခြင်းမျောရင်အကုသိုလ်သာမကကုသိုလ်လည်းမျောရမှာပေါ့ဉာဏ်ရှိတယ်နော်ရေထဲစိမ့်စိမ့်လို့အကုသိုလ်တွေမျောပါသွားမယ်ဆိုရင်ကုသိုလ်တွေကတော့မမျောနိုင်ဘူးလား ပုံတိုင်းပြေဝေသွားတယ်နော်အကုသိုလ်တွေမျောရင်ကုသိုလ်တွေလည်းမျောရမှာပေါ့နောက်ဒီမှာရေထဲမှာငါးတွေရှိတယ်ဒီငါးတွေကအမြဲတမ်းရေထဲမှာနေတာဒီငါးတွေကရောလက်တွေကရောသူတို့ကအမြဲတမ်းကုသိုလ်တွေဖြစ်နေတော့မှာလားရေထဲမှာအမြဲတမ်းစိမ့်နေတာဆိုတော့ဒီငါးတွေလက်တွေမှာရောအကုသိုလ်ကင်းပြီလားနော်ဉာဏ်ရှိတယ်နော်ဒါကြောင့်ဦးဇင်းတို့စဉ်းစားပါ เนาะစဉ်းစားပါသူများရဲ့ပါဇက်ဖျားမှာလမ်းမဆုံးစေရဘူးတရားတွေများများနာစာတွေများများဖတ်စဉ်းစားပါသုံးသပ်ပါဖျားဘလို့ဟောခဲ့တယ်လဲမူရင်းလိုက်ရပါเนาะဘယ်ပုဂ္ဂိုလ်တွေဘလို့ဟောဟောဘလို့ပြောပြောဖျားဟောကိုလိုက်ချပါမြတ်စွာဘုရားဘလို့မှာခဲ့လဲဘုရားဘလို့ဟောခဲ့တယ်လေးလာပါသုံးသပ်ပါ ။ဟေးကောင်းပြီ။အဲ့တော့အဲ့လိုရေထဲကိုစင်းစိန်နေတာကိုအကုသိုလ်တွေစင်ကြဲသွားတယ်ကုသိုလ်တွေရတယ်လို့မဟုတ်တာကိုအဟုတ်ထင်းနေတာဒီဒိဋ္ဌိအယူမှချင်းတစ်မျိုးပဲပေါ့။နောက်တချို့ဆိုလို့ရှိရင်ခွေးလိုကျင့်တယ်နွားလိုကျင့်တယ်။စားရင်လည်းလေးဘက်ထောက်ပြီးတော့စားတယ်။နော်ခွေးလိုစားတယ်လေးဘက်ထောက်ပြီးတော့အဲ့ရင်လည်းခွေးလိုပဲခွေးခွေးလေးအိတ်တယ် တော့ခွေးအချင်းချင်းတယ်လို့ခေါ်တယ်နွားချင်းချင်းတယ်ခေါ်တယ်အဲ့လိုခွေးအချင်းနွားချင်းတွေချင်းတာကိုတိလေသာစင်ကြဲကြောင်းအချင်းလို့ထင်နေတယ်နိဗ္ဗာန်ရောက်ကြောင်းအချင်းလို့ထင်နေတယ်အဲ့တော့မဟုတ်တာကိုအဟုတ်ထင်နေခြင်းသည်ဒိဋ္ဌိအယူမှားခြင်းတစ်မျိုးပဲပေါ့နောက်တစ်ခါဟုတ်တာကိုကြတော့မဟုတ်ဘူးထင်နေတယ်ဟုတ်တာဆိုတာကဒါနလုပ်တွေဟာဟုတ်တယ်တိလေသာကင်းကြောင်း ်ပါရမီဖြစ်ကြောင်းကုသိုလ်ရာကြောင်းအလုပ်တွေဖြစ်တယ်ပေါ့ဒါနအလုပ်သီလအလုပ်ဘာဝနာအလုပ်တန်တနာဝစင်းကလွတ်မြောက်ကြောင်းကုသိုလ်ရာကြောင်းဖြစ်တဲ့ဒီဒါနအလုပ်သီလအလုပ်ဘာဝနာအလုပ်တွေကိုမဟုတ်ဘူးเนาะဒါတွေဟာတန်တနာဝစင်းကလွတ်မြောက်ကြောင်းမဟုတ်ဘူးကိုယ်တော့မရဘူးလို့ထင်နေကြတယ်။အဲ့ဒါဒိဋ္ဌိအယူမှားခြင်းပဲပေါ့ တော့တကယ်ဟုတ်တာကိုကြတော့မဟုတ်ဘူးထင်နေတယ်မဟုတ်တာကိုကြတော့အဟုတ်ကြီးထင်နေတယ်မရှိတာကိုကြတော့အရှိထင်တယ်ရှိတာကိုကြတော့မရှိဘူးထင်တယ်အဲ့ဒါဒိဋ္ဌိအယူမှခြင်းပဲလို့ခေါ်တယ်တော့ဒါတောင်မြို့မာဂရုံစေတော်ဘုရားကြီးရဲ့ကိုကျင့်အဘိဓမ္မာထဲမှာလောကလူသားတွေအလွယ်တကူနားလည်နိုင်စေဖို့ဆရာတော်ဘုရားကြီးကအရှင်းပြထားတဲ့အချက်တွေဖြစ်ပါတယ်အဲ့တော့ဒိဋ္ဌိက စာပေကျမ်းဂန်ထဲမှာ62မျိုးဆိုပြီးတော့ဒိဋ္ဌိဖြစ်ပုံတွေကိုဟောထားတာရှိတယ်။အနည်းချက်အပြင်ဒီလေးမျိုးမှတ်နိုင်တယ်။မရှိတာကိုရှိတယ်လို့ထင်တယ်။ဘာမရှိဘူးလဲ။ဝိညာဉ်ကောင်၊လက်ပြကောင်၊အသက်ကောင်ဆိုတာမရှိဘူး။ဖန်ဆင်းခြင်းဆိုတာမရှိဘူး။ဒါကိုအရှိထင်တယ်။နောက်ရှိတာကိုကြတော့မရှိဘူးထင်တယ်။ကံဆိုတာရှိတယ်၊ကံရဲ့အကျိုးဆိုတာရှိတယ်။ ယုံနယ်တို့ရဲ့ခြုံငိမ့်ရာနိဗ္ဗာန်ဆိုတာရှိတယ်တမလို့ဆိုတာရှိတယ်အဲ့ဒါကိုမရှိဘူးထင်တယ်။နော်ဟုတ်တာကိုမဟုတ်ဘူးထင်တယ်မဟုတ်တာကိုဟုတ်တယ်ထင်တယ်။လွဲမားနေတဲ့အကျင့်တွေလောက်ရက်တွေကိုကုသိုလ်ရတဲ့အလုပ်တန်တရာဝစင်းကလွတ်မြောက်တဲ့အလုပ်လို့ထင်နေတယ်။နော်ဟုတ်တာကိုကြတော့မဟုတ်ဘူးထင်တယ်တကယ်တကယ်ကုသိုလ်ရကြောင်းအကျင့်တန်တရာဝစင်းကလွတ်မြောက်ကြောင်းအကျင့်တွေကိုအဲ့ဒါမဟုတ်ဘူးလို့ထင်နေတယ် မြန်မာလူမျိုးတွေရှိသေးတယ်ကထိန်ကာလမှာစုံညံစုံညံစုံညံနဲ့ပွဲတွေ လုပ်ကြတယ်ကုသိုလ်ရတယ်ထင်းနေတာဖျားပွဲလုပ်တယ်နော်ဖျားဝန်ထဲမှာစုံညံစုံညံနဲ့ကုသိုလ်ရတယ်ထင်းနေတယ်အဲ့တော့ဇက်ပွဲတွေအငိမ့်ပွဲတွေငားရမ်းပြီးတော့ကျင်းပတယ်အဲ့ဒါကိုကုသိုလ်ရတယ်ထင်းနေတယ်နော်မဟုတ်တာကိုအဟုတ်ကြီးထင်းနေလားနော်အဲ့တော့ပိဋကတ်သုံးပုံထဲမှာ ဲ့လိုပွဲလန်းတပင်လှူဒန်းခြင်းဒီကုလို့ရတယ်လို့ရှိကိုမရှိတာဘယ်မှာမဟောပါဘူးဘယ်ကျမ်းထဲမှာမလာဘူးเนาะပွဲလန်းတပင်လှူဒန်းခြင်းဒီကုတို့လို့ဘယ်ပိဋကတ်ထဲမှာမရှိဘူးအဲ့တော့မဟုတ်တာကိုအဟုတ်ကြီးထင်းနေကြတယ်ပေါ့ညဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအနေနဲ့ဖယားကိုအကြောင်းပြုတန်ခါကိုအကြောင်းပြုပွဲလန်းတပင်မလုံးရဘူးအစိုးအငိုတွေနဲ့အိုးစီဘုံမောင်းတွေနဲ့ ဒီနေ့ခေတ်ဆိုတော့လော်ရီနဲ့စပီကာတွေနဲ့ဗောက်တွေနဲ့เนาะစုံညာစုံညာလုံနေခြင်းပြီးဖခင်ကိုပူဇော်တာမဟုတ်ဘူးတရားကိုပူဇော်တာမဟုတ်ဘူးတန်ခါကိုပူဇော်တာမဟုတ်ဘူးတကယ်တော့သာသနာဖြတ်ချောင်းနေတာဖြစ်တယ်ပေါ့အဲကြောင့်မိမိတို့ကသာသနာဖြတ်ဖို့ရည်ရွယ်ချက်မရှိတော့လဲစင်ရှင်တော်တရား ਨੇ ပါတဲ့အတွက်ကြောင့်မိမိတို့လုံရသည်သာသနာဖြတ်ချောင်းအလုပ်တွေဖြစ်နေတယ် တရားနော်ရှိပေမဲ့ပညာမရှိကြဘူးပေါ့သာသနာကိုကြီးညိုတဲ့တရားတွေရှိကြပြီပဲဉာဏ်ပညာမရှိတော့လုံသိင်းမလုံသိင်းအဆိုင်မအဆိုင်ကုသိုလ်ရည်မရည်မစင်းစားနိုင်ကြဘူးပေါ့နော်အကြောင်းဘုရားအကြောင်းပြုတန်ခါအကြောင်းပြုပွဲလန်းတပင်တွေပြုမှုချင်းသည်ကုသိုလ်ရာကြောင်းအလုံးမဟုတ်ဘူးနော်အဲ့တော့မဟုတ်တာကိုချို့ဘုရားဘာသာတွေကအဟုတ်ကြီးထင်းနေတတ်ကြတယ် အေးကောင်းပြီဒါကြောင့်စာပေထဲမှာဒိဋ္ဌိ62မျိုးဟောပြီမှာအနည်းချုပ်မှတ်ရင်အဲ့ဒီ၄မျိုးမှတ်နိုင်တယ်လို့နားလည်ထားကြရမှာဖြစ်တယ်။ဒါကြောင့်ဒီနေ့အလူရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးဒိဋ္ဌိအကြောင်းတရားဒေသနာတော်ကိုနာယူမသားကြပြီးတော့အယူမှားခဲ့ရင်မဟုတ်တာကိုအဟုတ်ကြီးထင်အဟုတ်ဟုတ်တာကိုကျတော့မဟုတ်ဘူးထင်ပြီးတော့အကုသိုလ်တွေကိုပြုမိကြကြတယ်ကုသိုလ်တွေကိုကျတော့ခြောက်ရှားမိတတ်ကြတယ်လို့နားနဲ့သဘောပေါက်ကြပြီးတော့မိစ္ဆာအယူကင်းဝေးပြီးတော့ မှန်ကန်သောအယူဖြင့်လောကအကျိုးသာသနာအကျိုးကိုတည်ဖို့နိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီကိုယ်စီကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းအာသုအာ